Facebook ကိုစိတ်နာတယ်။ Hello အားလုံးပဲမင်္ဂလာပါဗျ။ကျွန်တော်ကတော့ Godidi ရဲ့ YouTuber 101တင်ဒန်းသားတယောက်ဖြစ်ပါတယ်။ကျွန်တော်ဒီနေ့မှာကျွန်တော်လို Facebook နဲ့ရန်ဖြစ်ထားတဲ့သူတွေရန်ဖြစ်တယ်ဆိုတဲ့အခါမှာဒီလိုလက်သီးတွေထိုးပြီးတော့အဲ့လိုမျိုးကိုပြောရှင်အောင်မဟုတ်ပါဘူးเนาะ။ Facebook မှာပတ်စံရှာတာအစမပြေခဲ့ဘူးပေါ့နော်။အဲ့ဒါကြောင့်ကျွန်တော် Godidi ဖွင့်ထားတဲ့ YouTuber 101တင်ဒန်းကျွန်တော်တက်ခဲ့တာဖြစ်ပါတယ်။ဒီတင်ဒန်းကနေပါတယ်ရခဲ့လေ။ ပြန်လည်ပြီးတော့ကျွန်တော်ရခဲ့တဲ့အတွေ့အကြုံဝေမျှချင်ပါတယ် sharing လုပ်ပေးသွားချင်ပါတယ်လို့ Facebook ကိုစိတ်နာတဲ့သူတွေနော်ဒီဗီဒီယိုကိုအစအဆုံးကြည့်ခဲ့မယ်ဆိုရင်ခမရအတွက်ပဲတခုခုပညာရမယ်ဆိုတာကျွန်တော်အာမခံပါတယ်ဆိုတော့ကျွန်တော်စလိုက်အောင် Okay အရင်ဆုံးကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်ရဲ့ Facebook page မှာပေါ့နော်ကျွန်တော်ပတ်စံ ရှားခဲ့တဲ့အတွေ့အကြုံလေးကိုကျွန်တော်ပြောပြသွားချင်ပါတယ်။ဆိုတော့ဒီ2020အစောပိုင်းကတည်းကကျွန်တော်ရဲ့ Facebook page မှာဆိုရင် monetization ကိုပွင့်ထားတယ် at on reels not the instant as the video အရှင်းနဲ့ share ရတယ်ပြီးလို့ဒီ video အတုံးနဲ့ share ရတယ်ပြီးလို့ရှင်တပွန်တင်ပြီးတော့ပတ်စံရတဲ့ဟာတွေเนาะအကုန်လုံးပွင့်သွားပါတယ်အဲ့ဒီအခါမှာကျွန်တော် monetization ရှောက်တယ်အဆင်ပြေတယ်340ပြီးတော့100ပြီးရှင်900 300 600 ရှိရတထောင်အဲ့အထိကျွန်တော်ရခဲ့ပါတယ်ဆိုတော့ကျွန်တော်ပျော်ခဲ့ပါတယ်ဗောနော်ဘာဖြစ်ဆိုတော့ဒါတခါမှဒီ online ပေါ်ကနေပတ်စံဝင်ဝင်တခါမှကျွန်တော်တတက်နော်ဟိုတော့ရွာကနေလာခဲ့တဲ့ကျွန်တော်နော်တထောင်ကျော်အထိရခဲ့ပေမဲ့လေဒီ2025နှစ်အစောပိုင်းတလပိုင်းဒီ January လထင်မှာပျော်ရွှင်မှုရဲ့အနောက်ကနေပြီးတော့ကျွန်တော်တို့က lobby စိတ်ဆိုတာဖြစ်ပေါ်လာတယ်ဗောနော်ဒီ lobby စိတ်ကိုကျွန်တော်ကမထိန်နိုင်ခဲ့ဘူးဘာဖြစ်ဆိုပတ်စံဝင်လာတယ်ဗောနော် post တင်လေလေပတ်စံကဝင်လာတဲ့အခါမှာ law bar ကြီးတယ် host law bar ပေါ့ပြောမစင်တော့အဲ့တော့ကျွန်တော် post တင်လိုက်တယ်ကျွန်တော်ကမလေးရှားမှာနေတယ် post တင်လိုက်တော့ဘာဖြစ်သွားတယ်လဲဆိုတော့ကျွန်တော်ရဲ့ video တစ်ခုကမလေးစကလုံးနဲ့ဘန်ကန်စာတူတူအတိကံပဲဆိုပြီးတော့ပေါ်တော့သူကအမှုက financial fraud တဲ့ဘလို့ရှိရင် scam ဆိုပြီးတော့နော်အကုန်လုံးပိတ်ချလိုက်တယ်မမျော်လင့်ထားတဲ့အချိန်မှာဖြစ်သွားတဲ့အခါမှာနော်စိတ်ထိခိုက်တာပေါ့ ။ဘာဖြစ်ဆိုတော့အရင်အထက်နည်းနည်းပပ Facebook ပေါ်ကနေဝင်ဝင်ရလာတဲ့အခါမှာပျော်ခဲ့တယ်။စာဝတ်နေရဖြစ်ရှင်နိုင်ခဲ့တယ်။ကိုယ့်ရဲ့မိသားစုကိုနည်းနည်းပပပန်ပိုးနိုင်ခဲ့တယ်။ဒါပေမဲ့လေနော်မထင်မှတ်တဲ့အချိန်မှာ all suspend ဖြစ်သွားတယ်။ကို USA ကနေပြီးတော့နော်ဒီဒုက္ခတွေတွေကို resettlement suspend ဖြစ်သွားတယ်လို့မျိုးပေါ့နော်။ဆိုတော့ကျွန်တော်ရဲ့ Facebook monetization ကိုလည်းပဲဆိုင်ငံထားပါတယ်လို့နော်အကုန်လုံးအနေအောင်ပဲပေါ့နော်။အဲ့တော့ ကျွန်တော်တယောက်တည်းဖြစ်ချင်မှဖြစ်မယ်တကယ်ချင်းနေအများစုက အခုဒီဟာကြုံရပါတယ်ကျွန်တော် post တင်ချင်တဲ့စိတ်တောင်မှပျောက်သွားပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုတီတီရဲ့ YouTuber 101 video editing နဲ့ပတ်သက်ပြီးတော့အရင်ဆုံး Final Cut Pro တော့ Premiere တော့ CapCut တော့เนาะ message ပေးတယ် video သင်ခန်းစာတွေအများကြီးပဲเนาะဘယ်လိုမျိုး cut လောက်ရမလဲဆိုတဲ့ဟာတွေ video တွေဘယ်လိုရိုက်ရမလဲဆိုတဲ့ဟာမှအစားပေါ့เนาะအကုန်လုံးတင်ပေးပါတယ်ပြင်ဆင်ရမလဲ ကျွန်တော်တို့မတိခဲ့ဘူးအဲ့ဒါလည်းမတိခဲ့ဘူးအခုကျွန်တော်တော့အသက်နိုင်ဆုံးတည်းမှာရှင်းရှင်းလင်းလင်းဖြစ်တယ်ပေါ့နော်ဘာမှရှုပ်ရှုပ်ဖွားမနေဘူးဆိုတော့ဒီရတွေလည်းတင်ပေးတယ်အရေးကြီးတယ်ဒါတွေကနော်ကျွန်တော်တို့ကအဲ့ဒါတွေတတိမထောက်ကျွန်တော်တို့ကရှုပ်ဖွားပြီးတော့ဟိုမှာဘာချိတ်ထားမှမသိဘူးကျွန်တော်တို့အဲ့လိုမျိုးတွေဖြစ်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေလည်းတင်ပေးပါတယ် ဆိုတော့နောက်တစ်ခုကပါလဲဆိုရင်ဗီဒီယိုရိုက်တာတော့အခုကျွန်တော်အသက်နိုင်ဆုံးပေါ့နော်ကျွန်တော်ပြင်ထားတယ်အရင်ကဆိုတော့ဒီနဖူးတဝက်ပဲအာမျက်နှာပေါ်တာတော့နော်ပြန်ပြီးတော့မစစ်ဘူးလေဆိုတဲ့အခါမှာအဲ့လိုမျိုးတွေဂျုံတယ်ကြိုက်တလို့ဂျုံရဂျပန်ရိုက်တာပဲဆိုတော့တကယ်ပါအဆင်မပြေပါဘူးအဲ့လိုမျိုးတွေပေါ့နော်ကျွန်တော်တို့ကတီးတဲ့သူကမပြောဘူးဆိုရင်ကျွန်တော်တို့ကဘာမှလိုက်လောက်တာလည်းမရှိဘူးဒါတွေလည်းကျွန်တော်တင်ခဲ့ရပါတယ်ဆိုတော့နောက်တစ်ခုပါတင်ခဲ့သေးလေဆိုရင် consistency ဆိုရဲဟာเนาะပြီးလို့ရှိရင် quality တော့ quantity တော့သူအချိန်နဲ့သူရည်တွဲမြအောင်တင်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကကျွင့်ကျင်တဲ့သူတွေမဟုတ်တဲ့အခါမှာဗီဒီယိုအများကြီးမလုပ်နိုင်ဘူးဆိုတော့ဘယ်လိုဖြစ်ပြီးတော့ကျွန်တော်တို့အများကြီးတင်ပါလဲเนาะအစင်းမင်းတဲ့ဗီဒီယို high quality တွေကျွန်တော်တို့ဖန်တီးရမယ်ပြီးတော့ဗီဒီယို editing မှာကျွန်တော်တို့အချိန်ပေးပြီးတော့လုပ်ရမယ်ဟိုကအချိန်မများပေးလေဗီဒီယိုကပို့ပို့ပြီးတော့ကောင်းတဲ့ဟာထွက်လာမယ်ဆိုတာလည်းကျွန်တော်တင်ရပါတယ်ကိုဖန်တီးမိဗီဒီယိုရဲ့အကြောင်းအရာကိုကျွန်တော်တို့ script ရေးရတယ် ဒါလေးမသိခဲ့ဘူး whose script or has script or num script တော့သင်ခဲ့တယ်ဆိုတော့အဲ့ဒါကြောင့်ဒီ hari တီးဖို့အရင်အရေးကြီးပါတယ်အဲ့ဒီတော့ကျွန်တော်တို့မျိုး Facebook မှာအဆင်မပြေတဲ့သူတွေဖြစ်ဖြစ်နော်ဒီတင်တန်းအားဖြင့်ခမ ्या ကိုပြောင်းလဲစေမှာဆိုတော့ကျွန်တော်ယုံကြည်တယ်မယုံရင်စမ်းကြည့်ပါနော် Never try never know တဲ့နော်ဒီတင်တန်းကကောင်းတဲ့တင်တန်းဖြစ်ပါလေလို့နော် YouTube မှာဘယ်လိုပတ်စံရှာမလဲဗီဒီယိုဘယ်လိုရိုက်ရမလဲဘယ်လိုပြင်ဆင်ရမလဲနော် လိုမျိုးစပစ္စည်းတွေ equipment တွေလိုအပ်တယ်လေဆိုရရတယ်အကုန်လုံးတင်ပေးပါပြီဒါတွေလည်းအကုန်လုံးအကျိုးရှိတယ်ဒါပေမဲ့အတီးကဘာအကျိုးပြုတယ်လေဆိုရင်စိတ်ခွင့်အားကိုရရတယ် motivate ဖြစ်တယ်ကွာဒီတင်တဲ့ကဘီလို့ရှိရင်စိတ်သက်ကြားခဲ့တဲ့ဟာတွေစိတ်နာခဲ့တဲ့ဟာကိုပို့ပို့ပြီးတော့ confident ရှိစေတယ်တာရွေ့စူးစမ်းဖို့ရန်အတွက်စိတ်ခွင့်အားကြားခဲ့တယ် အဲ့ဒီတော့ online ပုံကနေ Facebook ကနေဖြစ်ဖြစ် YouTube ကနေဖြစ်ဖြစ်ပတ်စံ share ချင်တဲ့သူတွေအချင်းမဆွေးဘဲနဲ့ဒီ Codity ရဲ့ YouTuber 101 class ကိုတက်ဖို့ရန်အတွက်ကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်အာမခံတယ်တင်နောင်တရမှာမဟုတ်ဘူးလာခဲ့ပါ Okay ဆိုတော့နော်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်ရဲ့ Yoga ဒီလောက်ပါပဲတင်းအနေနဲ့ဒီကျွန်တော်ရဲ့ video အဖြစ်တခုခုရခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook ကိုလေ follow subscribe ဖြစ်ဖြစ်ကိုညီပေးပါ နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဘိုင်ဘိုင်